ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်တဲ့ဆရာဖုန်းတန်စင်တွင်ဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီတစ်ခါ lesson လေးမှာဗာလေးကိုလေ့လာကြမှာလဲဆိုရင် Unit 12ရဲ့ lesson 4ဖြစ်တဲ့ Can you describe it ဆိုတဲ့သင်ခန်းစာလေးကိုတူတူလေ့လာလိုက်ကြအောင်။ဒါဆို Can you describe it ဆိုတာဗာသင်အဲ့ဒါကိုဖော်ပြနိုင်ပါသလားเนาะအဲ့တော့ ဒီမှာအဓိကဘာကိုလေ့လာမှာလဲဆိုလို့ရှိရင် describing shapes เนาะပုံသဏ္ဍာန်များကို ဖော်ပြရေးသားခြင်းတဲ့အဲ့ဒါလေးကိုဇာတ်နဲ့တူရေးသားမယ်အဓိကကတော့ဒီသင်ခန်းစာလေးသည်တရုတ်သမီးတွေ writing เนาะ writing ကိုရေးလေ့ကျင့်ဖို့ဖြစ်တယ်เนาะဒါဆိုလို့ရှိရင်ဇာတ်နဲ့တူတူလိုက်ပြီးတော့လေ့လာပြီးတော့တူတူရေးကြည့်လိုက်ကြရအောင် Okay 1 match the questions 1 to 5 in column A with the responses now A to E in column B 2 ော်ဇာတ်ရောစာတိုင်း A မှာရှိတဲ့မိခွန်းတွေကိုဇာတ်ရော column B မှာရှိတဲ့အဖြေတွေနဲ့ရှင်တွဲပေးပါတဲ့ကဲဒါဆိုရှင် column A column B ပေးထားပြီ column A မှာကဲကြည့်ကြည့်အောင်1 what's that တဲ့အဲ့ဒါပါလေတဲ့ကဲအဲ့ဆို column B မှာဘာနဲ့တွဲရင်ကောင်းလဲ D ဟုတ်တယ်နော် a flat TV a flat TV very good ကဲ2ကြည့်ပါဦး what shape is it တဲ့အဲ့ဒါဘာပုံသဏ္ဍာန်လဲကဲဘာနဲ့တွဲမလဲ what shape is it correct e နဲ့တွဲမယ် rectangular เนาะ rectangular very good เนาะ okay steam ယ်3 what size is it အဲ့ဒါဘာ size လဲเนาะဘာရွယ်စားရှိသလဲ okay အဲ့ဒါကိုဘာလေးနဲ့ပြည့်မလဲဟုတ်တယ် a 32 inches 32လက်မ32လက်မเนาะ okay ဆက်ကြည့်ပါအောင် okay 4 how many sides does it have size ဆိုပါလေเนาะအနာဘဏနာရှိသလဲတဲ့အဲ့တော့ဘယ်လိုပြည့်မလဲ b 4 sides အနားလေးနာရှိတယ်။ကဲ5 how many corners does it have corners ဆိုပါလေ down ကိုပြောတာเนาะသူမှာ down ဘယ်နဲ့ down ရှိလဲเนาะ down က4 corners down လေးတောင်ရှိပါတယ် very good ကဲတော့ဘာနဲ့တွဲပေးလိုက်မလဲ c နဲ့တွဲပေးလိုက်မယ် very good ကဲဆက်ကြည့်ပါဦး2 Describe the shape of each and tell its color. The first one is done for you. ကဲဆရာတို့အောက်မှာเนาะဘာလုပ်မလဲဆိုတော့เนาะဒီမှာเนาะ ုံသဏ္ဍာန်ကိုဆရာတို့ဖော်ပြရေးသားယူတဲ့เนาะအယောင်ကိုပါပြောပါတဲ့เนาะကဲအဲ့တော့အယောင်မှာပြောရမယ်တဲ့ကဲဒါဆိုရင်ကြည့်ပါအောင်1ဘယ်လိုရေးမလဲကဲ picture 1လေးကိုကြည့်ပါကဲ picture 1လေးရဲ့ဘာပုံလေးလဲဟုတ်တယ်ကဲဒါဆိုရင်ဘယ်လိုရေးကြမလဲစာပြီเนาะ picture 1 is a starfish starfish ဆိုတော့ starfish ပေါ့ကြင်ကားပုံစံလေးရှိတယ်เนาะသူကဘာ shape ရှိလဲเนาะ is it it is a star shaped เนาะ ကျဲပုံသဏ္ဍာန်ရှိပါတယ်။ကဲဘာအယောင်လေးလဲ။သူကအယောင်မှာပြောပါတယ်။ It is orange in color. လိမ္မော်ယောင်ရှိပါတယ်။ကဲတော်လိုက်တာ2ဆက်ကြည့်ပါဦး။ပုံနံပါတ်1ကိုကြည့်ပါ။ဘာပုံလေးလဲ။ဟာ TV ပုံလေးပါ။ကဲ TV ပုံလေးဆိုရင်ဒါလေးကိုဘယ်လိုရေးမလဲ။ Picture 2 is a flat TV. ကဲဘာ shape ရှိလဲပြောလိုက်ပါ။ It is a rectangular. ဒါလေ။ It is rectangular in shape. ဒါမှစရုပ်ကံပုံစံရှိပါတယ်။ကဲအယောင်လေးပြောလိုက်ပါဦး။ It is black in color အမဲရောင်ရှိပါတယ်ဒေါ်လိုက်တာ3ဆက်ကြည့်မယ်ပုံလေးကိုကြည့်ထားမယ်နော်ကဲဘာပုံလေးလဲကဲဟုတ်ပြီကဲအဲ့ဆိုရင် ပြောလိုက်ပါအောင်ဘာပုံလဲဆိုတာ picture 3 is a tin ကဲဟုတ်ပြီ shape လေးကိုပြောမယ် it is cylindrical in shape ကဲအရောင်လေးကိုပြောလိုက်ပါအောင် it is red in color very good ကဲဆက်ကြည့်ပါအောင်4 picture 4လေးကိုကြည့်ထားမယ်ကဲဒါလေးကတော့ christmas tree လေးပါကဲအဲ့တော့ picture 4 is a ဘာလဲ christmas tree Okay, Christmas tree is shape ကိုပြောပါအောင် It is conical in shape. Very good. Okay, ဒါဆိုရင် color လေးပြောလိုက်ပါအောင် It is green in color. Very good. Five 5ကိုဆက်ကြည့်ပါ Okay, ဒါဆိုမျိုးလိုက်ရင်တော့စာအုပ်ထဲမှာ Okay, five. ပြ picture five 5ကဘာလဲ?အာချက်ဥပုံ. Okay, အဲ့တော့ picture five is an egg. Okay, ဘာ shape ရှိလဲဟဲ့? It is oval in shape. Very good. Okay, color လေးပြောလိုက်ပါ. It is brown in color. Very good. Six 6ကိုကြည့်ပါအောင် Okay. ကဲ picture 6ကိုကြည့်ကြမယ်။ကဲဘာလေးလဲ။အာဟုတ်တယ်နော်။ picture 6 is a ball. ကဲဒါဆိုရင်သူ့ရဲ့ shape လေးကိုပြောပါအောင်။ It is spherical in shape. ဟုတ်တယ်။လုံးဝသောပုံစံမ်းရှိပါတယ်။ကဲအယောင်လေးပြောလိုက်ပါ။ It is black and white in color. Very good. တော်လိုက်တာဒါသူမျိုး။ကဲဒါလို့ဒါလေးကိုဒါလို့သူမျိုးရဒါလို့သူမျိုး exercise book ထဲမှာတရားလိုက်ရေးနော်။ဆရာပြောပြတာတဲ့အတိုင်းနော်။ Writing ဆိုတာကိုကလေ့ကျင့်မှရမှာနော်။အဲ့တော့ကိုနဲ့ရင်းနှီးသွားအောင်လို့ writing လေးကိုလိုက်ပြီးတော့လေ့ကျင့်ထားနော်။ကဲ။ ါဆိုရင်ဇာတ် writing ဒါလေ့ကျင့်ခန်းလေးကိုဆက်ရအောင်3 student a gives instruction student b listens and draw a diagram okay ကျောင်းသား a ရဲ့เนาะဇာတ် instruction เนาะညွှန်ကြားချက်ပေးမယ်တဲ့ကျောင်းသား b ရပါဆိုနားထောင်ပြီးတော့အဲ instruction တိုင်းလိုက်ဆိုရမှာ okay အဲ့တော့ဇာတ်အခုဘာလုပ်မလဲဆိုတော့တို့သမီးတို့က exercise book တွေပြင်ထားမယ်လက်ထဲမှာ garden လေးတွေခြိုင်ထားမယ်နော်ပေရန်လေးတွေခဲပြက်လေးတွေအကုန်ခြိုင်ထားမယ်နော်ဇာတ်ကဘာလုပ်မလဲဆိုတော့ student A နေရာမှာနေမယ်တာရုသမီးတို့က student B နေရာမှာနေနော်ကဲအဲ့တော့ student A ကဇာတ်ကဘာလုပ်မလဲဆိုတော့ instruction လေးတွေတာရုသမီးတို့ပေးမယ်ဇာတ်ပေးတဲ့ instruction တိုင်းတာရုသမီးတို့ဒီဘာလုပ်ရမလဲဆိုတော့လိုက်ပြီးတော့ဆွဲရမယ်ကဲဒါဆိုရင်ဆရာနဲ့အတူတူဆွဲလိုက်ကြပါစို့ကဲစပြီဇာတ်ပေးပြီနော် step 1 first draw a big rectangle in the middle of your paper. ပထမဆုံးသင်စာရွက်ဤအလဲတွင်ဓမ္မစရုကံပုံကြည်ကြည်ဆွဲပါ။ကဲ။ရပြီနော်။တာသမီးကိုလိုက်ဆွဲနော်လှလှလေးနော်။ပေတံလေးလိုရင်သုံးနော်။ကဲ။စပြီ step 2. Then draw a 5 point star inside the rectangle with its point touching the four sides of the rectangle. To now တောင်မှန်စတုကံအတွင်းတွင်เนาะအစွန်းမှန်တောင်စုံ၅ခုပါသောကျဲပုံစံကိုစွဲပါကျဲရဲ့တောင်စုံများက တောင်မှန်စတုကံဤအနာလေးဘက်ကိုထိနေရပါမယ်ကဲရပြီနော်လိုက်ဆွဲနော်လိုက်ဆွဲနော်အဲ့တန်းဟုတ်ပြီ step 3ကဲ next draw a big oval below the rectangle to now เนาะတောင်မှန်စတုကံအောက်မှာဘဲဥပုံကြီးကြီးစွဲပါတဲ့ကဲဆွဲမယ် how we get some step four step four okay finally okay that will be finally now so ma okay draw a small star in the bottom left hand corner Now, draw a small star in the bottom left hand corner of the rectangle a small heart in the top right hand corner of it and a small diamond in the center of the oval okay now so ma စတုဂံရဲ့အောက်ခြေဘက်ဘက်အချမ်းပေါ့နော် bottom left hand corner ဆိုပါလေအောက်ခြေဘက်ဘက်အချမ်းမှာကျေပုံတိတိလေးတစ်ခုဆွဲပါပြီးရင်အသေးပုံတိတိလေးတစ်ခုကိုနော်စတုဂံရဲ့အပေါ်အနာညာဘက်တောက်မှာထည့်ပေးပါဘဲဥပုံရဲ့အလယ်မှာဗာထည့်ပေးရမလဲဆိုရင် a small diamond စိမ်ပုံအသေးလေးတစ်ခုထည့်ပေးပါကဲဒါဆိုတာရသမီးတို့ရေတာရသမီးတို့ဆွဲထားတဲ့ပုံလေးကိုကြည့်ပါဦးဘာဘာပုံလေးထွက်သွားလဲလှလား ဟုတ်တယ်နော်ဆရာပြောတဲ့အတိုင်းကိုလိုက်ဆွဲမယ်နော်ကဲတော်လိုက်တာဒါတော့ပြီပါကဲဒါဆိုရှင်ဆက်ပြီးတော့ပုံလေးတွေကြည့်ကြရအောင် for look at the diagram below write instructions for them work in pairs student a reads the instruction for the diagrams and student b listens and draw use sequence words then change rules ကဲဒါဆိုရင်ဆရာအခု student a နေရာမှာပဲနေအောင်မယ်ဒါတော့ပြီပါ student b နေရာမှာနေမယ်ဆရာပြောတဲ့ instruction တွေကိုဒါတော့ပြီပါဘာလုပ်ရမလဲ sau sau khi khi đi 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 mà nó, cảnh စာအုပ်ကလေးတွေမှာလိုက်ပြီးဆွဲမယ်နော်ကဲစာအုပ်ကလေးတွေပြင်မယ်ခဲတံလေးတွေအကုန်ခိုင်ထားမယ်ကဲစပြီ diagram one, baby nó, no? step one, first draw a circle bà, circle đi, step two, then draw a small five point star in the center of the circle rồi, lấy, ကဲအဲ့တော့ဗာလဲအစွန်း၅ဘက်ရှိရဲ့ကြဲတစ်ခုဆွဲမယ် နော်80ဝိုင်းထဲမှာကဲဆက်ကြည့်မယ် step 3 next draw a trapezium under the circle touching it ကဲအဲ့ဒီဆံဝိုင်းအောက်မှာ trapezium တခုဆွဲလိုက်နော်နှစ်နားပြိုင်စတုကန်နော်ကဲဆက်ကြည့်ပါဦး step 4 finally draw a small diamond in the bottom right hand corner bottom right hand corner ဆိုပါလေနော်ပုံရဲ့အောက်ဘက်ညာဘက် down ကိုပြောတာနော်ဗာလေ draw a small diamond စိန်ပုံအသေးလေးဆွဲပါအဲ့ဒါဆိုတော့ဒါကမျိုးပုံလေးဆွဲပြီလား ဆွဲပြီးပြီကဲဒါဆိုလို့ရှင်ဇာတ်နဲ့တူ diagram 2လေးကိုလည်းဆွဲကြည့်အောင်ကဲဒါဆိုဆရာ instruction ရွတ်ပြမယ်ဒါဆိုပြီးတော့အဲ့ instruction တိုင်းကိုလိုက်ပြီးတော့ follow လုပ်ရမယ်ကဲစပြီ step 1 first draw a pentagon ပြင်စကံတစ်ခုဆွဲပါကဲဆွဲလိုက်ပြီအနားငါးပဲရှိပဲ step 2 then draw a semicircle in the middle of the pentagon without touching the sides နော် semicircle ဆိုတာဆက်ဝိုင်းချမ်းဆွဲပါတဲ့နော် in the middle of the pentagon but without touching the sides အနာတွေကိုတခုမှမထိရဘူးတဲ့ကဲအဲ့ဒါလေးဆွဲမယ် step 3ဆက်ကြည့်မယ် next draw a big rectangle below the pentagon the bottom side of the pentagon touching the top side of the rectangle I'll be step 4 Finally, draw an oval inside the rectangle near the bottom side without touching it. Yabi. Okay, ipo zani me. Hobi. ကဲဒါဆိုတတော်သမီးတို့ကဆရာအခုပြောသားတဲ့ဥစ္စာမှာဘာလို့သိရမလဲဆိုရင်ဆရာ student A နေရာနေနေပြီးတော့ instruction တွေကိုယ့်ကိုပေးသွားတာဖြစ်တယ်။နော်။အဲ့တော့တတော်သမီးတို့ကနော် student A နေရာမှာလည်းနေတတ်ရမယ် student B နေရာမှာလည်းနေတတ်ရမယ်နော်။ကိုက student A နေရာနေနေပြီးတော့သူများကိုဘလို့ဘလို့ဆွဲပါဆိုတာကိုလည်းခိုင်းပြီးတော့ပြောတတ်ရမယ်နော်။ဆရာပြောသားသလိုပဲ first draw a bar second နော်ပြီးသွားလို့ရှိရင် next ဟုတ်တယ်မလား။ first ပြီးရင်ဘာလာမလဲ။ ။နောက်အဲ့ဒါလေးတွေကိုဒါရသမီးတို့ကသိရမှာ ဖြစ်တယ်နော်။ကဲဒါဆိုလို့ရှိရင်နော်အဓိကကဒီ diagram 1နဲ့ diagram 2မှာဘာကိုသိထားရမလဲ။နော်ဘာကိုသိထားရမလဲဆိုလို့ရှိရင်အခုန student A နေရာမှာလည်းနေတတ်ရမှာဖြစ်သလို student B နေရာမှာလည်းနေတတ်ရမယ်။နော်အဲ student A ကဆရာ student A နေရာမှာနေပြီးတော့ဘာလုပ်လဲသူများကိုအမိန်ပေးတယ်လောက်ခိုင်းနေနော်အဲ့တော့ဒါရသမီးတို့ကအဲ့နေရာနေပြီးတော့လေ ဒါသူများကိုဆွဲခိုင်းတက်ရမှာဖြစ်တယ်လို့သူများကပေးတဲ့ instruction နားထောင်ပြီးတော့လေတာရုသမီးတို့ဒီ like ပြီးတော့ follow လုပ်နိုင်ရမှာဖြစ်တယ်เนาะကဲဒါဆိုတာရုသမီးတို့ရေเนาะဒီ lesson လေးမှာတော့ဘာတွေ့ရမလဲဆိုလို့ရှိရင်တာရုသမီးတို့ဒီအဓိကအဖြစ် writing ဘိုင်းလေးတွေကိုတွေ့ရှိရတာဖြစ်တယ်เนาะအဲ writing ရေးတဲ့အခါမှာဇာကုနာပြောသလိုเนาะကိုကသူများကိုเนาะပုံတစ်ခုဆွဲခိုင်းတဲ့အခါမှာခိုင်းတက်ရမယ်เนาะဇာကုနာရွတ်ပြသွားတဲ့စာကြောင်းတွေအတိုင်း first ဘာလုပ်မလဲ next ဘာလုပ်မလဲเนาะပြီးရင်ဟလာ then next ပြီး finally ဘာဆွဲမလဲဒါတွေကိုသားတို့သမီးတို့ဒီခိုင်းတိုင်းရမှာဖြစ်တယ်เนาะကဲနောက်ပြီးတော့လဲသားတို့သမီးတို့ဒီအခုနဗာလဲအဲ့လိုခိုင်းလိုက်လို့ရှိရင်လဲเนาะခိုင်းလိုက်တဲ့ဥစ္စာကိုနားထောင်ပြီးတော့အဲ့ဒီ instruction တိုင်းကိုတစ်ခုမှကြမ်းလိုက်ပြီးတော့ဆွဲနိုင်ရမှာဖြစ်တယ်ဒါဆိုသားတို့သမီးတို့ဒီဒါလေးကိုပို့ပြီးတော့ကျွမ်းကျင်ရအောင်နောက်ထပ်တစ်ခါထပ်ပြီးတော့လေ့လာလိုက်ကြပါကဲဒါဆိုရင်เนาะဒီနေ့သင်ခန်းစာလေးကဒီလောက်ပဲဖြစ်တယ်เนาะ ကြာတင်သွားတဲ့သင်ခန်းစာလေးရပါလေ Unit 12ရဲ့ Lesson 4ဖြစ်တဲ့ Can you describe it ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်။ကဲဒါတို့သမီးတို့အားလုံးကိုဇာဒီသင်ခန်းစာလေးရနေပြီးတော့နှုတ်ဆက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါ။ဆရာတော် Grade 6 English ကိုသင်နေဆရာဘုံသာစင်သွင်းဖြစ်ပါတယ်။ကဲဒီကမှာတော့ဆရာတို့ Grade 6 English ရဲ့ textbook ထဲမှာပါတဲ့ poem 4ဖြစ်တဲ့ The Butterfly ဆိုတဲ့ poem လေးကိုတူတူဖတ်ကြည့်လိုက်ကြရအောင်။ကဲ ဒါဆိုရင်နော် the butterfly နော် butterfly ကတော့လိပ်ပြာအလုံးသိပြီးသားပါကဲဒါဆိုရှင်နော်မဖတ်ခင်နော် brief reading လေးကိုသွားရအောင်1 you know what a butterfly is don't you တဲ့နော်လိပ်ပြာကိုမင်းသိတယ်မလားတဲ့ဟုတ်လားနော်သိတာပေါ့လိပ်ပြာနော်ဆရာတို့လိပ်ပြာလေးတွေကတအားကိုလာတယ်နော်2 have you ever caught a butterfly မင်းတို့လိပ်ပြာဗမ်းမှုကြလားတဲ့နော်အဲ့တော့နော်ဒါတို့သမီးတို့စော်ရင်းနဲ့ဟဲ့လားလိပ်ပြာလေးတွေ့တဲ့အခါမှာလိပ်ပြာလေးဗမ်းမှုကြသလားတဲ့နော် အလေးကိုမေးတာကဲဒါဆိုလို့ရှင်တော့အဓိကနော်ဒီမှာတော့နော် butterfly ဆိုတာကတော့တကယ်ကိုလှတယ်ဆိုတာဆရာတို့အားလုံးသိပြီသားနော် butterfly လေးတွေကတကောင်နဲ့တကောင်နဲ့မတူဘူးနော်အယောင်လေးတွေကွဲကြတယ်နော်ဒါပေမဲ့လိပ်ပြားလို့ပြောလိုက်တာနဲ့လိပ်ပြားသည်အယောင်ကိုဇုံပြီးတော့တကယ်ကိုလှပါတယ်ဆိုတော့ဆရာတို့ဒီမှာဘာကိုကြည့်ကြရမလဲဆိုတော့နော်ဒီကဗျာလေးကိုကြီးတဲ့ကဗျာဆရာသည်လိပ်ပြားရဲ့အလှတရားကိုဘလူများဖွင့်ွယ်ပြီးရေးထားရေးသားထားတယ်လေနော်ဒါလေးကိုအတူတူကြည့်လိုက်ကြရအောင်ကဲ the butterfly နော်ဆိုတော့လိပ်ပြပါเนาะဆိုတော့ the butterfly is a thing to behold behold ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့ကြည့်ရယ်မြင်တယ်เนาะဒီမှာဆိုရင်တော့ဆရာတို့ဘလူးဘာသာပြန်လဲဆိုတော့ကြည့်ပြောရှုပြောကြည့်ရယ်ကြည့်ရတာဂျီနူးကိုကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဘာကြောင့်လဲ the butterfly is a thing to behold ကြည့်ရတာအရန်ကိုကြည်နုဖို့ကောင်းတယ်ဘာကြောင့်လဲ with colors more beautiful than gold သူ့ရဲ့အယောင်လေးတွေကတအားဟိုမှာစုံလေးမျိုးလှပါတယ်เนาะရွှေထက်တောင်မှာလှပါတယ်တဲ့เนาะကဲဆိုတော့ ဒီအပိုက်ကလေးကဘာပြောချင်တာလဲဆိုတော့เนาะ butterfly เนาะလိပ်ပြာလေးကတကယ်ကိုမှကြီးရတာเนาะကြီးပြောရှိပြောရှိတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့အယောင်လေးတွေကစုံလင်ပြီးတော့ကเนาะရွှေထက်တောင်မှလှပပါတယ်เนาะဆိုတော့ flying hour by hour going from flower to flower hour by hour เนาะအချိန်တိုင်းအချိန်တိုင်းနိုင်တိုင်းနိုင်တိုင်းသူကမယံမနာပြန်သန်းနေတယ် going from flower to flower ပန်းတပွင့်ကနေတပွင့်ကိုကူးပြောင်းပြီးတော့ပြန်သန်းနေပါတယ်เนาะ oh how i enjoy your beauty butterfly နော် how i enjoy your beauty နော်အမေရဲ့အလှတရားကိုနော်တကယ်ကိုမှငါနော်ကြည်နူးနှစ်သက်မိတယ်နော် as i sit and watch you flutter by နော် flutter by the flutters are ဘာဖြစ်တာလဲနော်အူနာနော်ဟိုအပေါ်မြင့်လိုက်နော်အောက်ကိုနှိမ့်လိုက်နေဝဲပြန်နေတာကို flutter လို့ခေါ်တယ်နော်အဲ့တော့ဘာလဲဆိုတော့အူနာ flutter ဆိုရဲ့အတိတ်ပဲဝဲပြန်နေတယ်ဆိုရဲ့အတိတ်ပဲ เนาะสรอ oh how i enjoy your beauty butterfly as i sit and watch you flutter by โอ้เล็บใหญ่เลยเนาะตင်းရဲ့เนาะဝဲပြန်နေတာကိုကြည်ပြီးတော့ငါထိုင်ပြီးကြည်ရင်ねတင်းရဲ့ဗာလဲအလတရားအားအရန်ကိုကြည်နူးနှစ်သက်ဖို့ကောင်းပါလားတဲ့ကဲဒါဆိုလို့ရှိရင်เนาะเนาะ Rick Hunter ဆိုရယ်ကဗျာဆရာကเนาะဒီ butterfly တွေနဲ့ပတ်သက်လို့ကိုသူကလဲเนาะတင်စားပြီးတော့ကိုเนาะလက်ပြရဲ့အလတရားလေးကိုเนาะဖော်ကျူးထားတဲ့ကဗျာလေးတစ်ပုဒ်ဖြစ်တယ် နော်ဒီပြားလေးမှာဆိုရင်အခုနအဖြစ်နော်လိပ်ပြားရဲ့အလားတရားတကယ်ဟိုမှာနော်အော်ကြည့်ရတာဂျီနူကိုကောင်းတယ်နော်သူ့ရဲ့အယံကလည်းရွှေထက်တောင်မှတောက်ပပြီးတော့လှပနေတယ်နော်အလိုပဲနော်လက်ပြလေးကနော်မရမနာပဲပန်းတပွင့်နဲ့တပွင့်ကိုပြန်သန်းနေတယ်နော်အလိုပဲကြပြဆရာထိုင်ပြီးတော့ လိပ်ပြားလေးပြန်ဝဲနေတာကိုကြည့်ကြည့်ပြီးတော့ဗောနော်လိပ်ပြားရဲ့အလှတရားတွေကိုသူကနင်းမျောသွားတယ်เนาะဒါအားကိုလှတယ်လိပ်ပြားလေးပါလားဆိုပြီးတော့เนาะလူမျိုးလေးကိုလိပ်ပြားရဲ့အလှတရားကိုဖော်ကျူးထားတယ်ကဗျာလေးတပုတ်ဖြစ်ပါတယ်เนาะအရန်ကိုလည်းလှပါတယ်ကဗျာလေးကเนาะကြည်ဒါဆိုလို့ရှိရင်ကြားတော့ကဗျာလေးကိုဖတ်ပြီးရဲ့တကာလာမှာเนาะအခုဒီကဗျာလေးနဲ့ဆိုင်တဲ့မိကုံးလေးတွေကိုတူတူဖြည့်ကြည့်လိုက်ကြအောင် to answer the following questions เนาะအောက်ပါမိကုံးများကိုဖြည့်ပါကဲစားရအောင်1 which verb in the poem means to look at တော့ကဗျာထဲမှာတဲ့ကြည်သည်ဆိုပြီးတော့အဓိပ္ပာယ်ရတယ် verb ကဘာဖြစ်မလဲနော်အဲ့တော့ which verb in the poem means to look at အဲ့တော့အဖေကဘာဖြစ်မလဲဆရာတို့အခုနပြန်ဖတ်ကြည့်ရတဲ့အခါမှာ behold ဆိုတဲ့စာလုံးလေးကိုတွေ့မှာဖြစ်တယ်။ behold ဆိုတာကလည်းကြည့်တယ်။နောက်အခုနဒီကြပြားလေးနဲ့ပြန်ပြီးဆက်လိုက်မယ်ဆိုရင်တော့သူကကြည့်ရမြင်တယ်ကြည့်ပြောရှုပြောရှိတယ်။ဆိုတော့ဒီမှာ in the poem the verb behold နော် the verb behold to behold နော် error in the poem the verb to behold means to look at အဲ့ဒါကိုကြည့်ရမြင်နေတယ်เนาะအဲ့တော့ to behold ကဲ to ကိုကြည့်ပါ to ကဘာမေးထားသလဲเนาะ which verb in the poem means to feel happy to feel happy ဆိုတာပါလေပျော်ရွှင်သည်လို့အဓိပ္ပာယ်ရတဲ့ verb ကဘာဖြစ်မလဲတဲ့ to ကြည့်ကြရအောင်ကဲဒါဆိုလို့ရှိရင် အဖြေကเนาะ in the poem the verb ပါလေ to enjoy means to feel happy enjoy enjoy ဆိုတာအခုနပြောသလိုเนาะဒါ feel happy ပေါ့เนาะပြောရွှင်နေသွား enjoy ဖြစ်သွားတယ်ဆိုတာเนาะကြည်ရတာရှုရတာကြည်နူးမိတယ်ဆိုတဲ့အတိတ်ပဲလေဖြစ်တယ်ကဲဒါဆိုရှင်ဆက်ကြည့်ပါဦး3 what does the butterfly เนาะ do with its wings နော်လိပ်ပြာကြီးရဲ့သူ့ရဲ့အတောင်နဲ့ဘာလို့လို့ရသလဲเนาะ the butterfly flies or flutters with its wings flies or flutters เนาะ flutter ဆိုတာပါလဲ fly up and down from side to side ပေါ့เนาะအပေါ်အောက်ဝဲပြီးတော့ပြန်တန်းတာကိုပါလဲ flutters လို့ခေါ်ပါတယ်။ကဲဒါဆိုရင် နောက်တစ်ခု question နှစ်ကြည့်အောင် number 4 What does the poet often do? ကဗျာဆရာသည်မကြာခဏဘာလုပ်လေရှိသလဲတဲ့နော်။ကဗျာဆရာသည်ခုနလက်ပြလေးပြန်ဝဲနေတာမကြာခဏဘာလဲထိုင်ပြီးတော့ကြည်လေရှိတယ်။အဲ့တော့ဗာလဲ The poet often sits and watches the butterfly flutters by. Very good. နော်။ကြည့်တော့ဆက်ကြည့်ပါအောင်5 Find the words in the poem that rhymes with the followings. No? Behold, our and butterfly. Okay, you know, behold ရဲ့ our နဲ့ butterfly နဲ့ဥနာကရန်တူတာပါရှိမလဲเนาะအဲ့တော့ပါရှိမလဲ behold ဆိုတော့ဘာနဲ့လုပ်မလဲ gold flower and by ဟုတ်တယ်เนาะအဲ့တော့ဘာလို့ဖြစ်မလဲ the words that rhymes with behold our and butterfly are gold flower and by very good ကဲဒါဆိုရင်6 why do you think the poet likes the butterfly ဘာကြောင့်ခပြားဆရာဒီ butterfly လေးကိုကြိုက်ရတာလဲကြိုက်နှက်တတ်တာလဲเนาะအဲ့တော့ဗာလဲဆရာတော့သူရေးထားတာရပါလဲအယောင်သွေးစုံလင်းပြီးတော့ရွှေထက်တောင်လှတယ်လို့ရေးထားတယ်เนาะအဲကြောင့် I think the poet likes the butterfly because it is more beautiful than gold เนาะအဲ့လိုဖြေလိုက်မယ်ကဲရပါပြီကဲဒါဆိုရင်ဒါတို့သမီးတို့ကြီးเนาะဒီ the butterfly ဆိုတဲ့ခပြားလေးပေါ့เนาะ အဲ butterfly ဆိုရယ်ကြပြလေးရနော်တကယ်ဘူးမှနော်ဒါဖွဲနှွဲ့ထားတာမှဒါဟုတ်မှနော်လက်ပြလေးရဲ့အလားတရားကိုကြပြစရာနေပြီးတော့ဘလောက်လှတယ်ဆိုတာကိုကြပြလေးနဲ့ဖွဲပြီးတော့တည်ကျူထားတယ်ကြပြလေးဖြစ်တယ်နော်အဲ့တော့ဒီကြပြလေးကိုဖတ်ခြင်းအဖြစ်ဒါတို့သမီးတို့သိလေနော်ဒီလက်ပြလေးရဲ့အလားတရားကိုတွေ့မြင်ရမယ်နော်ဘာကြောင့်ကြပြစရာဒီလက်ပြလေးကိုလှတယ်ဆိုတာကိုလည်းသူကပြောထားတယ်နော်ရွှေထက်တောင်လှပါတယ် နော်အဲ့တော့ဒါကြောင့်မလို့နော်ဒီကြပြားလေးကိုဖတ်ခြင်းအပြင်ဒါတို့သမီးတို့စီလေဒီလက်ပြားလေးအကြောင်းကိုနော်ဘလောက်လှတယ်ဆိုတော့ ကဗျာဆရာရဲ့နော်ဖွင့်ရတဲ့တည်ကျူးထားတဲ့နော်ကဗျာလေးကိုနော်စိတ်ဝင်စားမယ်လို့ဆရာလည်းထင်ပါတယ်။ကဲဒါတို့သမီးတို့ကြီးဒါဆိုရင်ဒါတို့သမီးတို့လည်းဆရာတင်သွားတဲ့နော်သင်ခန်းစာလေးတွေကိုနားထောင်ပြီးတော့နော်အောင်မြင်တဲ့ကျောင်းသားကျောင်းသူလေးတွေဖြစ်ပါစေလို့ဆရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ကဲဒါဆိုရင်ဒါတို့သမီးတို့ကြီးဒါတို့သမီးတို့ကိုဆရာကနေပြီးတော့ဒီသင်ခန်းစာလေးရနေပြီးတော့အားလုံးကိုနှုတ်ဆက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။